င်္ဂလာပါရှင်အပတ်စဉ်တည်င်းအစီအစဉ်ကနေပြန်လည်ကြိုဆိုပါရစေကျမလွေပူပူပါဒီတစ်ပတ်စူးစီးရရှိထားတဲ့တည်င်းတွေကိုကျမပဲတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကြားရမဲ့တည်င်းတွေကတော့ငမင်တန်တဲ့ပြည်သူတွေကိုကုညီကယ်ဆယ်ရေးလုပ်ငန်းနဲ့လူသားချင်းစာနာထောက်ထားတော့အပြင်ညီနောင်မဟာမိတ်တုံးဖွဲ့ကအပြည့်ရဲ့တလားထထိုးလိုက်တဲ့တည်င်းတောင်ပြည်ရဲ့တပ်ဖွဲ့ကဧပြီလတလအတွင်းမူရင်စေဝါရောင်းဝယ်သုံးဆွဲသူ88ဦးဖမ်းဆီးအရေးယူနိုင်တဲ့တည်င်း 23ကြိမ်မြောက်တောင်ပြည်ပညာရေးထီစုကြီးကိုနမ်ဆံမြို့နယ်ဟုခင်းရွာကစုခုရရှိသွားတဲ့တည်င်းကျောင်းသားလက်ရုံတက်တော် SAF ထီတောင်ချင်းလေးနှစ်ပြည့်အထိမ်းမှတ်တွေမိမိတို့ PSR TNR တွေကကွန်ပျူတာဝန်လွှာပေးပို့ခဲ့တဲ့အကြောင်းတွေအပါအဝင်တောင်ပြည်ထဲကထူးခြားတဲ့တည်င်းတွေကိုလည်းနားဆင်ရမှာပါ 23ကြိမ်မြောက်တောင်ပြည်ပညာရေးထီရဲ့အမြင့်ဆုံးဒိန်900ဆုကြီးကိုနမ်ဆန်မြို့နယ်ဟုခင်းရွာကစုခူရရှိသွားပါတယ်။ဒီထီကိုတောင်ပြည်ပညာရေးရံပုံငွေအတွက်ရည်ရွယ်ဖွင့်လင်းထားတာဖြစ်ပြီးတော့လက်စင်တောင်ပြည်ပညာရေးကောင်စီ TLEC ကိုထောက်ပံ့ငွေတွေပေးအပ်နိုင်ခဲ့ပါတယ်။ဒီတဲ့င်းအပြည့်စုံကိုလွေပုစမန်ကစူးစီးတင်ပြပေးသွားမှာပါ။တောင်ပြည်နမ်ဆန်မြို့မှာ မေလတရနေ့အမနက်ပိုင်းက23ကျင်းမြောက်တောင်ပညာရေးထီဖွင့်ပွဲပြုလုပ်ခဲ့ပါတယ်။အမြင့်ဆုံး3500စုကိုနမ်ဆန်မြို့နယ်ဟူးခင်ကျေးရွာမှာနေထိုင်တဲ့ဦးဝကျင်းဆိုတဲ့သူကအခရာအေးခွန်ရှိတမြကိုခုနဲ့စကူရရှိတွားတာဖြစ်ပါတယ်။တောင်ပညာရေးထီမှာ3500စုကြီးအပြင်3100စု3500စု3300စု7000စု9000စုနဲ့2000စုအစရှိတဲ့စုပေါင်း62စုဖွင့်လှစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့မတ်လကဖွင့်လှစ်ခဲ့တဲ့22ကြိမ်မြောက်တောင်ပညာရေးထီအမြင့်ဆုံး3900ရာကိုတော့မန်တော်မြို့နယ်ကုံမောင်းရွာမှာနေထိုင်တဲ့ဥငိုဆွဲဆိုတဲ့သူက စုခိုးရရှိတွားပါတယ်။တောင်ပညာရေးထီဟာတောင်ပြည်အတွင်းကအခြေခံပညာစာတင်ကျောင်း600ကျော်နဲ့ဆရာဆရာမ3500ကျော်အတွက်ထီရောင်းရငွေကနေလာစင်ထပ်ပတ်ပေးနေတာဖြစ်ပါတယ်။လာမယ့်2025 2026ပညာတင်နှစ်မှာလဲ ကျန်ရှိနေတဲ့မြို့နယ်အချို့မှာအခြေခံပညာစာတင်ကျောင်းတွေဆက်ပြီးတိုးချဲ့ဖွင့်လှစ်သွားနိုင်ဖို့စီစဉ်ဆောင်ရွက်နေပါတယ်။ဒါကြောင့်အနေနဲ့အရရကမိဘပြည်သူတွေအနေနဲ့တောင်ပြည်ရကလေးတငယ်တွေရဲ့ပညာရေးကိုကူညီနိုင်ဖို့အတွက်တောင်ပညာရေးထီကိုထိုးပေးကြဖို့လိုအပ်ကြောင်းတိုက်တွန်းလိုက်ရပါသည်ရှင်။ကျွန်မလေးဘော့စမန်းမှာ ပြည်အတွင်းမူရင်းဆေးဝါးပြဿနာကိုအဓိကကင်တွယ်ဖြေရှင်းနေတဲ့တောင်ပြည်ရဲ့တပ်ဖွဲ့ကဧပြီလ3လအတွင်းမူရင်းဆေးဝါးရောင်းဝယ်သုံးဆွဲသူ88ဦးအထိဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။ဒီတဲ့င်းကိုတော့ဒီတရားအစ်စတာတင်းကတင်ပြပေးသွားမှာဖြစ်ပါတယ်။ တောင်ပြည်ကြောင်မဲနောင်ချိုးကုတ်ခိုင်မန်တုံနမတူနဲ့ဒီဘော်မျိုးနယ်တွေမှာဧပြီလတလအတွင်းတောင်ပြည်ရဲတပ်ဖွဲ့ကမူရစ်စေဝါရောင်းဝယ်တုံးဆွဲတဲ့တူ88ဦးအထိဖမ်းဆီးရမိခဲ့ပါတယ်။ဖမ်းဆီးရမိတဲ့တူတွေထဲမှာမူရစ်စေဝါရောင်းဝယ်သူ73ဦးနဲ့တုံးဆွဲသူ65ဦးဖြစ်ပါတယ်။မူရစ်စေဝါတုံးဆွဲတူတွေထဲမှာ2ဦးကမူရစ်စေဝါအလွန်ကျွံတုံးဆွဲရာကနေလူတက်မှု2ကြိမ်ဖြစ်ပွားခဲ့ပြီးတော့မူရစ်စေဝါကြောင့်လူတက်မှုကျူးလွန်ခဲ့တဲ့သူတွေကို တောင်ပြည်ရဲတပ်ဖွဲ့ကရဲလုတ်ထုံလုံးနီးနဲ့အညီအမှုဖွင့်အရေးယူထားပါတယ်။တောင်ပြည်မှာစစ်ကောင်စီလက်ထက်ကလေးကမူရစ်စေဝါတွေဟာအလွဲ့တကူရနေခဲ့ပြီးတော့မူရစ်စေဝါနောက်ဆက်သွဲပြည်ထနာကြောင့်လူတက်မှုခိုးမှုလူရက်မှုနဲ့အိမ်တွင်းအကြမ်းဖက်မှုတွေဟာမကြာခဏဖြစ်ပွားခဲ့ပါတယ်။ဒါကြောင့်လဲတောင်ပြည်အတွင်းမူရစ်စေဝါတွေရော့နယ်ပပျောက်စေဖို့အတွက်တောင်ပြည်ရဲ့တပ်ဖွဲ့ကအဓိကဂိုင်တွေဖြည့်ရှင်းနေရပါတယ်။ တောင်ပြည်အတွင်းမူရင်စေဝါကြောင့်ဖန်စီရမိတဲ့သူတွေကိုမိမိတို့ PSLF team တွေကချမှတ်ထားတဲ့မူရင်စေဝါတိုက်ဖြတ်ရေးဥပဒေအတိုင်းမူရင်စေဝါတုံးဆွဲတဲ့သူတွေကိုအကျင့်စရိုက်တာပြုပြင်ရေးစခန်းမှာ6လကြာအကျင့်စရိုက်တာတွေပြုပြင်ပေးသွားမှာဖြစ်တယ်လို့ဖန်စီရမိတဲ့မူရင်စေဝါရောင်းဝယ်တုံးဆွဲတဲ့သူတွေကိုလည်းတတ်မှတ်ထားတဲ့ဥပဒေအတိုင်းထောင်ဒဏ်နဲ့အညီအပြစ်ပေးအရေးယူသွားမှာဖြစ်ပါတယ်ရှင်ကျွန်မဒီတာအေးစနာသိမ့်ပါ တငယ်ပရင်တန်တရားရှိသူအမျိုးသားတူကိုတောင်ပြည်ရဲ့တပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းထားပြီးအမှုမှန်ပေါ်ပေါက်ဖို့အတွက်ပြစ်မှုကျွလွန်ချင်းခံရတဲ့ကရကန်ရှင်မိသားစုနဲ့ရဲတပ်ဖွဲ့တို့ကပူးပေါင်းစုံစမ်းနေပါတယ်။ဒီတဲ့တင်းကိုလစ်ပိုခရုကပြောပြပေးသွားမှာပါ။တငယ်မရင်ကျွလွန်တဲ့တန်တရားရှိသူအမျိုးသားတူကိုတောင်ပြည်ရဲ့တပ်ဖွဲ့ကစစ်ဆေးမှုပြုလုပ်နေပါတယ်။တောင်ပြည်နမ်ဆန်ကရိုင်နမ်ဆန်မြို့နယ်ထဲမှာ တပ်ငယ်မရင်းမှုကျူးလွန်တယ်လို့ယူဆရတဲ့တန်တရားရှိသူအမျိုးသားတူဦးကိုတမ်းပြင်းနှံဆန်ရဲ့တပ်ဖွဲ့ကဖမ်းဆီးထားပါတယ်။အခင်ဖြစ်ပွားချိန်မှာဧပြီလ18ရက်နေ့တုန်းကဖြစ်ပါတယ်။ကျူးလွန်ခံရတဲ့အမျိုးသမီးငယ်က9နှစ်အရွယ်သားရှိပါတယ်။သူမကိုကျူးလွန်တဲ့သူက အကိုဝန်းကွဲတော်ဆက်သူဖြစ်တယ်လို့တတ်တဲ့အချို့ထွက်ဆိုထားပါတယ်။အမှုမှန်ပေါ်ပေါက်ရေးအတွက်ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ နိနာသူမိသားစုဝင်များနဲ့ရတဖွဲ့တို့ပူပေါင်းပြီးဥပဒေအကြောင်းအရာ အရေးယူနိုင်ဖို့ဆောင်ရွက်နေပါတယ်ရှင်ကျွန်မလို့ပုခရပါစစ်ကောင်စီကတောင်ခန်းစစ်မြပြမှာအစိမ့်ငွေဘုံတုံးပြူတိုက်ခိုက်ခဲ့ပါတယ်။တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့တောင်ပြည်တခြားမြို့နယ်တွေမှာလည်းအရက်သားပြည်သူတွေကိုလေကြောင်းကနေဥတီတိုက်ခိုက်တာတွေဆက်တိုက်ပြုလုပ်နေပါတယ်။ဒီတဲ့င်းကိုမအင်ကုတ်ကအပြည့်အစုံတင်ပြပေးသွားမှာပါ။ ပြခရဧဘီလာနေရနေ့ကနေလကုံ30ရက်နေ့ထိအပြည့်အကြောင်းကြီးညာထားတဲ့စစ်ကောင်စီတပ်ကတောင်ပြည်နောင်ချိုမြို့နယ်ထက်ကတောင်ခမ်းစစ်မြေပြင်မှာဧဘီလာတလထဲအစိမ့်ငွေဘုံ၄ကြိမ်နဲ့ဘုံတီ38လုံးအုံပြတိုက်ခိုက်ခဲ့ပါတယ်အစိမ့်ငွေဘုံ၄ကြိမ်တိုက်ခိုက်ရမှာဧဘီလာ6ရက်နေ့က3လုံးဧဘီလာ27ရက်နေ့က15လုံးဧဘီလာ24ရက်နေ့က10လုံးနဲ့ အီဗီလာ28ရက်နေ့ကဆက်တလုံးစုစုပေါင်းအစင်ငွေပုံ39လုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်။အစင်ငွေပုံနဲ့တိုက်ခိုက်ခဲ့တဲ့စစ်ကောင်စီတပ်ဟာလေကြောင်းကနေဘုံအလုံးရေ32လုံးဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့စစ်ကောင်စီအမြော့တပ်စခန်းဖြစ်တဲ့အမက်900နစ်နဲ့653တပ်စခန်းကနေလဲဟော်ဝီဇာလက်နက်ကြီးနဲ့26ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။စစ်ကောင်စီတပ်ဟာတလတာတွင်းမှာတောင်ခမ်းစစ်မြပြင်ပါဝင်တောင်ပြည်ထက်ကမြို့နယ်တချို့ကို drone လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်တာတွေပါဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ စစ်ကောင်စီတပ်အနေနဲ့တောင်ခမ်းစစ်မြေပြင်မှာမိမိတို့ PSLF TNA တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာကိုတပတ်တက် drone စစ်စင်ရေးတွေပြုလုပ်နေတယ်လို့အနီးနားတဝက်ကကြေးရွာတွေကိုလည်းဟာဝီဇာလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တာတွေနေ့စဉ်စတိုက်ပြုလုပ်နေပါတယ်။ဒါအပြင်စစ်ကောင်စီတပ်အနေနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့တောင်ပြည်တဲကမြို့နယ်တချို့ကိုလေကြောင်းတက်ခတ်တာတွေဆက်တိုက်ပြုလုပ်နေပြီးတော့ပြည်ကရက် EVLA 30ရက်နေ့ညနေပိုင်းကမုကုတ်မြို့နယ်ထက်က တိစိတ်ကုန်းနဲ့ကြောက်ပုတ်ကြေးရွာကြားကိုလေကြောင်းကနေပေါင်150ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်။မနစ်မီလာတရက်နေ့မှာလဲနောင်ချိုမြို့နယ်ကလုံခန်းကြေးရွာထက်ကိုလေကြောင်းကနေဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့တောင်ခမ်းကြေးရွာထက်ကိုအမှတ်900နှစ်နဲ့453မြို့သက်စခန်းကနေဟောဇာလနဲ့ကြီးအပါဝင် drone နဲ့ပစ်ခတ်တိုက်ခိုက်တာတွေတပတ်သက်ပြုလုပ်ခဲ့ပါတယ်။စစ်ကောင်စီတပ်ဟာမိမိတို့ဂျီနောင်မမိတ်၃ဖက်ကပြည့်ကြောင်ကျင်ညာတဲ့ AB လတလတာတွေမှာစီအာဖြစ်တင်းတာတွေပြုတ်လုပ်နေသလို ဖတ်တက်သို့စစ်စင်နေပြီးတော့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုလည်းလေကြောင်းကနေနေစဉ်ဆက်တိုက်ဘုံကျဲတော်တွေပြုလုပ်နေပါတယ်ခင်ဗျာကျောင်းသားလက်ယုံတက်တော် SAFD ထောင်ချင်းလင်းနှစ်ပြည့်အထိမ့်မက်နေ့မှာမိမိတို့ဖိအဆရာထီနရီကကွန်ပျူတာဝန်လွှာပေးပို့လိုက်တဲ့အကြောင်းကြားရမှာပါဒီတဲ့င်းကိုဘောင်ဘရန်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လင်းနှစ်ပြည့်ចောင်းသားလယုံတက်တော် SAF ထူထောင်ခြင်းနေ့ကိုပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSRF TNL ဂုံပြုတဝန်တော်ပေးပို့ခဲ့ပါတယ်။2025ခုနှစ်အေပီလ29ရက်နေ့မှာကြာရောက်တဲ့လင်းနှစ်ပြည့်ចောင်းသားလေယုံတပ်တော် SAF ထူထောင်ခြင်းအထိမ်းအမှတ်နေ့ကို၎င်းတို့လှုပ်ရှားတဲ့နေမြေထဲမှာကျင်းပပြုလုပ်ခဲ့ပါတယ်။အဲ့ဒီအထိမ်းအမှတ်အတွက် PSRF TNL တဝန်တော်ပေးပို့ရမှာ SAF တပ်ဖွဲ့ဝင်များရဲဘော်များတော်လံပြည်သူအလုံးကိုစိတ်နှဖျားချမ်းသာချမ်းသာပြီး ် SAF ရဲ့အခြေခံမူ9ရက်ကိုအမြန်ဆုံးကောင်းထဲဖော်နိုင်ပါစေကြောင်းဥစွာဆန္ဒပြုစုမုံကောင်းတောင်းအပ်ပါတယ်။ တောင်ပီမှာတလားအတွင်းမိလောင်မှု၈ကြိမ်ဖြစ်ပွားပြီးဆုံးရှုံးမှုတန်ဖိုးက7560ကျော်ဝန်းကျင်ရှိပါတယ်။ချောက်သွေးတဲ့နေရာဒီကာလမှာမိဘအနေရဲ့ကြိုတင်ကာကွယ်ရမှာဖြစ်ပြီးအိမ်တွင်းအသုံးပြုတဲ့လက်စမီ၊ထင်းမီ၊ဖျောင်းနိုင်မီတို့တွေကိုတတိထားရမှာဖြစ်ပါတယ်။ဒီတဲ့တင်းကိုဒီတောင်အစ်စတာတိုင်းကဖျားပေးသွားမှာဖြစ်ပါတယ်။ ်ပြည်ထဲမှာဧပြီလတလတာအတွင်းမီးလောင်မှုက၈ကြိမ်အထိဖြစ်ပွားခဲ့ပြီးကြက်သိန်းပေါင်း960ဝန်းကျင်ဆုံးရှုံးသွားခဲ့ပါတယ်။မီးလောင်မှု၈ကြိမ်ထဲမှာကုခိုင်မျိုးနယ်ထဲက၂ကြိမ်ဖြစ်ပွားခဲ့ပြီးတော့နမ်ကမ်ကြောက်မဲတီဘောနမတူမိုမိတ်နဲ့မိုင်းဝီမျိုးနယ်ထဲမှာက၁ကြိမ်စီဖြစ်ပွားခဲ့တာပါ။ ောင်ပြည်အတွင်းကမီးလောင်မှုတွေမှာပေါ်ဆမီးတွေအပါဝင်တော်မီမီးလောင်ရာကနေမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ဆိုလာပြားနဲ့အိမ်တွင်းသုံးလှစ်ပစ္စည်းတွေကနေလဲဝါယာကြိုးရှော့ဖြစ်ပြီးမီးလောင်တာတွေဖြစ်ပွားခဲ့ပါတယ် လက်ရှိနွေရာသီကာလဖြစ်တာနဲ့အညီ6သွေးရာသီဖြစ်တာကြောင့်တောင်ပီအတွဲမိဘေကျူတင်ကာကွယ်နိုင်ဖို့အတွက်မိမိတို့ PSLF TNRA မိတ္တဌာနကမိဘပြည်သူတွေစီကိုမိဘေကျူတင်ကာကွယ်ရေးအသိပညာပေးတာတွေပြုလုပ်ခဲ့ပါတယ်။ဒါကြောင့်မိဘပြည်သူတွေအနေနဲ့မိမိတို့ရဲ့ရွာအတွင်မိဘအနေရဲ့ကင်းစေဖို့အတွက် PSLFT နဲ့မိတ္တဌာနကချက်မှတ်ထားတဲ့ဆောင်ရန်ရှောင်ရန်တွေကိုအထူးအလေးပေးလိုက်နာဖို့လိုအပ်ပါတယ်။မိမိတို့ PSLFT နဲ့မိတ္တဌာနအနေနဲ့မြို့နယ်အလိုက်ကျေးရွာရပ်ကွက်တွေမှာမိဘကြိုတင်ကာကွယ်နိုင်ဖို့အတွက်အိမ်တိုင်းမှာမိချိတ်မိကတ်နဲ့ရေပုံးတွေထားရှိရမှာဖြစ်တယ်လို့ကျေးရွာတွေမှာရေကန်နဲ့ရေဆုပ်ဆက်တွေထားရှိပေးရမှာဖြစ်ကြောင်းတိုက်တွန်းထားပါတယ်ရှင်။ကျမဒီတန်အစ်စနာတိုင်းပါ။ ငလင်တန်တင့်ပြည်သူတွေကိုကုညီကယ်ဆယ်ရေးနဲ့တိုက်တာအဆောက်အုံတွေရှင်းလင်းရေးလုပ်ငန်းအတွက်ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက်ညီနောင်မဟာမိတ်တုံးဖွဲ့ကတလတာထက်မှန်အပြည့်ရကြောင်းဧပြီလ၁ရက်နေ့ရက်စွဲနဲ့ပူတွဲထုတ်ပြန်ခဲ့ပါတယ်။ စကိုင်းမန္တလေးပဲခူးနေပြည်တော်နဲ့ရှမ်းပြည်အပါအဝင်မြန်မာနိုင်ငံနေရာအနှံ့ပြင်းအားငလင်လှုပ်ခတ်မှုကြောင့်မိဘပြည်သူတွေရဲ့လူနေတိုက်တာအဆောင်အုံများတာတနိကအဆောင်အုံများတမိုင်းဝင်အမွေနှစ်များပြိုကျပျက်စီးသည်ကိုရှင်းလင်းဖယ်ရှားနိုင်ဖို့နဲ့အသက်ရှင်ကျန်ရစ်သူတွေကိုရှားဖွေကယ်ဆယ်ရေးလုပ်ငန်းအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတစ်ဖက်သက်အပြစ်ရစဲကြောင်းထုတ်ပြန်ပါတယ် အပြည့်ရက်ကာလမှာမေလတရက်နေ့မှ30ရက်နေ့အထိမိမိကိုယ်ကိုခုခံကာကွယ်တော့တုတ်ပြန်မှုမှာအပထုတ်ဆစ်စင်တိုက်ခိုက်ခြင်းပြုလုပ်မှာမဟုတ်ကြောင်းထုတ်ပြန်ပါတယ်။ဒီတပတ်သတင်းတွေကတော့ဒီလောက်ပါပဲရှင်။တောင်း TV သတင်းကိုကြည့်ရှုအားပေးလို့ကျေးဇူးတင်ပါတယ်။မိဘဗီတူများကိုစိတ်နှံဖျားရှင်လန်းပြီးဘေးအနီးရဲ့ကင်းဝေးကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။